secondary system မှာကျွန်တော်တို့ဒီ slope တွေ slope တွေရှိပိုက်တွေကိုကျွန်တော်ကစောင်းပြီးတော့သွားရအောင်စောင်းတဲ့အခါမှာဘယ်လောက် slope ထားရမှာလဲသူရ gradient ကဘယ်လောက်ထားမှာလဲဆိုတဲ့ခဏအဲ့တော့ကျွန်တော်တို့ကမေးစရာတစ်ခုရှိတယ်ဘာလို့အဲ့ gradient နဲ့အဲ့ slope တွေကိုထားရတယ်လဲရိုးရိုးလေးပြောရင်တော့ရေစီးသွားစေချင်ဘူးတစ်ဖက်ကနေတစ်ဖက်ကိုကျွန်တော်ကစီးသွားစေချင်လို့ဒီ slope တွေ gradient တွေထားအဲ့မှာအဲ့ဒါကိုကျွန်တော်ကထပ်ပြီးတော့နည်းနည်းလေးထပ်ပြီးတော့တွေးမယ်ဆိုရင်ထပ်ပြီးစဉ်းစားမယ်ဆိုရင် ကျွန်တော်တို့ theory design concept တွေမှာဆိုရင်အဓိကနှစ်ပိုင်းရှိပါတယ်။အဲ့ဒါဆိုလဲဆိုမတစ်ကတော့သူ့ရဲ့ကျွန်တော်တို့ဒီ gradient ဆိုတဲ့စလုပ်ကိုအရှိုးနဲ့စဉ်းစားရပါတယ်။ဥပမာပေတရာမှာဘယ်နှပေရှိုးမှာလဲ။ပေ90မှာဘယ်နှပေရှိုးမှာလဲ။မီတာတရာမှာဘယ်လောက်မီတာရှိုးမှာလဲ။မီတာ90မှာဘယ်လောက်မီတာရှိုးမှာလဲ။ဆယ်ပေမှာဘယ်နှပေဘယ်နှလက်မရှိုးမှာလဲ။အဲ့လိုမျိုးပေါ့ကျွန်တော်ပေပဲဖြစ်ဖြစ်မီတာပဲဖြစ်ဖြစ်မီလီမီတာပဲဖြစ်ဖြစ်သူ့ရဲ့ ratio တိုင်းအရှိုးတိုင်းကျွန်တော်တို့က dislope တွေ gradient တွေကိုရှုရအဲ့လိုမျိုးအရှိုးပြတဲ့ကမ္ဘာဥပမာ1 in 1 into 100တို့1 into 150တို့1 into 200တို့1 into 80တို့ပေါ့နော်ဆိုပုံစံအမျိုးမျိုးကျွန်တော်တို့ကအရှိုးတွေရှိတယ်အဲ့ဒါတွေဒီ price site တွေပေါ်မှာ multiply ပြီးတော့လဲသွားတာရှိသလိုတစ်ဖက်မှာ fisher အမျိုးအစားအရေးထွက်တွေပေါ်မှာ multiply ပြီးသွားတာလည်းရှိတယ်အဲ့တော့အဲ့ဒါဒီဘာကြောင့်အဲ့ဒါတွေကိုထားတာလဲအဓိကသိသိချင်တာကအခုကျွန်တော်ဆက်ပြောမယ်ဒုတိယပိုင်း ဆိုအဓိကကအဲ့စလုတ်တွေကိုဘာကြောင့်ဒီလောက်တွေစောင်းတင်တယ်လဲဘာကြောင့်စောင်းရမှာလဲဆိုတဲ့ခန္ဓာအရေးကြီးတာကနံပါတ်1ဖြစ်တယ်ကျွန်တော်တို့ဒီမြန်မာ National Baby ကောက်မှာတော့သူကဒီ2.5 feet per second ဒါ minimum ဖြစ်သူဒီဒီပိုက်တည်းကနေစီးတင်သွားမယ်ဆိုလို့ရှိရင်တစ်စက္ကန့်2.5 feet per second နဲ့အနည်းဆုံးစီးရတယ်အများဆုံး8 feet per second တစ်စက္ကန့်ကို10ပေတက်ကိုလည်းမပိုသင့်ဘူးပြောချင်တာကတစ်စက္ကန့်တော့တယ်မှာသွားတဲ့သူ့ရဲ့ 2.5 feet per second ကနေကျွန်တော်တို့က8 feet per second တကူမပိုသေးဘူး minimum 2.5 maximum 8 feet per second အဲ့ဒါကိုမပိုရဒါကတော့ကျွန်တော်တို့ကဒီမြန်မာနေရှင်ရဲ့ဘေးဒီကုတ်တူဘာလို့မှဒီလိုမျိုးပေါ်ပြအဲ့ကျွန်တော်မီတာနဲ့ပြောတယ်မီတာနဲ့ကျော်0.25 meter per second ကနေကျွန်တော်တို့က2.5 meter per second အတော်တွင်းမှာရှိရမယ်တော့ပြောနေတာကဆလတ်တစ်ခု ကျွန်တော်တို့တောင်းကစကြပါသာကုမြမဲဆိုရေဒီပိုက်ကလေးလမပိုက်သုံးလမပိုက်နှစ်လမပိုက်ရှောင်းလမပိုက်ရှင်းလမပိုက်အမျိုးမျိုးရှိအဲ့ရှိတဲ့ပိုက်ပေါ်မှာမူတည်ပြီးကျွန်တော်ကဆလုတ် gradient တခုထားမယ်ထားမယ်ဆိုအဲ့ပိုက်ထဲကဘလောက်ဘယ်နှစ်စက္ကန့်တော့ဒီမှာရေ flow rate ကဘလောက်အမြင်နဲ့စီးသွားမှာလဲအဓိကအဲ့ဒါပဲအဲ့ပေါ်ကိုအရှိခံပြီးတော့မှရှေ့ကကျွန်တော်တို့ကအရှိုးတွေကိုစဉ်းစားတာဖြစ်တယ်100 100 150 100 100 120 130 150ဒါတွေကဘာလို့အရှိခံတယ်လဲသူရဲ့ free per second နေကျွန်တော်တို့ မီတာကစက္ကန့်နေပေါ်မှာအရှိခံပြီးတော့ပြည့်ရှက်တာဖြစ်တယ်။ဒါကတော့ကျွန်တော်တို့ slope တွေ gradient တွေကိုပြောတဲ့အခါမှာအဓိကကြောက်တဲ့အပိုင်းလေးကိုပြောတာဖြစ်တယ်။ဒီဗီဒီယိုလေးကလူချင်းမင်းတို့အတွက်တန်ဖိုးတစုံတရာရှိစေခဲ့ရင်ကုမန်ကလည်းရက်ဆိုမှန်သွားပေးပါ။ဆိုတော့ဒီမှာလည်းကျွန်တော်တို့ဒီပုံလေးကိုမြင်လိုက်မယ်။ဒါကလည်းကျွန်တော်ချီမှာအာဒီ planet set တွေ on site and vehicle class အတန်းကဒီလက်ချနှုတ်လေးပြထားတာကိုကျွန်တော်ကဒီပုံလေးကိုကြည့်ပြီးပြန်ရှင်းပြတာဖြစ်ပါတယ်။ကုကူရလည်းဆွဲချင်တယ်၊ကုကူရလည်းတက်ချင်တယ်၊ကုကူရလည်းနားလည်ချင်တယ်ဆိုရင်တော့ကျွန်တော်ရဲ့အခု 16ရက်နေ့မှာဒီ planning center system course ဆိုတဲ့သင်တန်းလေးရှိပါတယ်